င်းကနေရမဟုတ်ဘူးအိုက်ခန်းရိုက်ရတဲ့တုန်းကဆိုကျွန်တော်အင်ဂျင်ချုံနဲ့၃နိုင်လောက်ကိုနေလိုက်ရတယ်ပြီးတော့အဓိကကဟိုကျွန်တော် ID လောက်တာကောဟိုဘက်က ID ညှိတာရောအခုကိုရဲတစ္ဆာကသူမကြိုက်မချင်းရိုက်တာဖြစ်တဲ့အတွက်အိုက်ခန်းလေးကိုတော့တော်တော်လေးကိုအထောက်ထားပါတယ်ဟုတ် ြင်ဆော့နေရမှာကျွန်တော်ပြဿနာဘယ်လိုဖြစ်သွားလဲဆိုတော့ကျွန်တော်အဲဒီကမ်းထဲမှာလည်းတွေ့မှာပေါ့ကျွန်တော်မျက်နှာမှာဝက်ချင်အရင်ပေါက်နေလေအဲ့ဒါဘယ်လိုဖြစ်သွားလဲဆိုတော့ကျွန်တော်ဂျင်ဆော့လဲဆိုတော့ကျွန်တော်တောက်တဲ့ဟိုပရိုတိန်းအမှုန်ပေါ့နော်ပရိုတိန်းအမှုန်နဲ့အဲ့ထဲမှာပါတဲ့နုံမှုန်နဲ့ကျွန်တော်နဲ့မတည့်ရတာမျက်နှာဝက်ချင်အဲ့လိုမျိုးဟိုမထိန်းနိုင်မသိမ်းနိုင်အောင်ပေါက်တာပေါ့နော်ကျွန်တော်တောက်လေပေါက်လေဟိုခဏကိုကြီးရလေမဆယ်လက်တက်လာတယ်ဝက်ချင်နေလည်းထွက်လာတယ်မဆယ်လက်တက်လည်းဝက်ချင်နေထွက်လာဘာလို့လုံးဝမသိဘူးလိုရတဲ့နည်းနည်းစိတ်ကြက်ကကြာနေတယ်မျက်နှာဝက်ချင်ပေါက်နေမပြောတော့ဘူးပေါ့နော်အဲ့ဒါနဲ့ အဲ့ဆရာဝန်နဲ့တိုင်ပြီးတော့ဆရာဝန်ကအဲ့ဒါကျွန်တော်ဘာလေးတောက်လဲဆိုတော့ကျွန်တော်စီးရီးလိုက်ဆက်လက်စစ်ကိုအဲ့ဒီ protein အမှုန်ကိုခဏရက်ကြည့်လိုက်ဆိုတော့ protein အမှုန်ကိုလေးရက်လိုက်တာနဲ့မျက်နှာချင်းချင်းနည်းနည်းပြန်ကောင်းလာတယ် protein အမှုန်နဲ့မတည့်တော့အဲ့ထက်မှပါတယ် no မှုန်နဲ့မတည့်တာ no မှုန်အများကြီးစားရင်ကျွန်တော်မျက်နှာလို့အစီပြန်ပြီးဝက်ချန်နေထွက်လာတာအဲ့ဒါကိုကျွန်တော်တရားမသိလိုက်တာဘူးဒါပေမဲ့ဟိုကိုကလည်းအဲ့ဒီတော့ကရမ်းဆော့လို့လေဂျင်ရမ်းလည်းရမ်းဆော့လို့ကောင်း protein ကတောက်လို့ကောင်းတယ်တောက်လိုက်ဆော့လိုက်တောက်လိုက်ဆော့လိုက်မျက်နှာဝက်ချန်လုံးဝမတက်တာမတက်တာနဲ့ရုပ်ရှင်ကားတွေကလည်းအဲ့အဲ့အချိန်ညာနည်းနည်းစိတ်တယ်ကျွန်တော်နည်းနည်းစိတ်တဲ့ကြာနေတယ်ဆရာဝန်နဲ့ပြောကြည့်ဆရာဝန်အဲ့ဒါနဲ့အဲ့ဒါလေးရက်လိုက်ဆိုပြီးတော့အဲ့ဒါရက်လိုက်တော့တော်တော်လေးအဆင်ပြေသွားပါတယ် ်အာဒီရင်းဆိုတဲ့ဇာတ်ကားလေးမှာကျွန်တော်အာမန်ဆိုတဲ့ကာရက်တာအနေနဲ့ပုံဝင်ထားပါတယ်အာမန်ဆိုတဲ့ကာရက်တာကတော့ကျွန်တော်ပြောပြရင်တော့တော်တော်လေးကိုဆိုတဲ့ကာရက်တာလို့ပြောရမယ်အာကျွန်တော်ရိုက်ဖူးသမ ्या ကာရက်တာတွေထဲမှာအဆိုးဆုံးနဲ့အလုပ်ပြောလို့အကျန်းဆုံးပေါ့နော်နည်းနည်း rock ဖြစ်တဲ့ကာရက်တာလို့ပြောရမယ်ဒီကနေ့မှလူတိုင်းနဲ့ဆုံတယ်တယောက်နဲ့မှလည်းမတည့်ဘူးကျွန်တော်ဒရိုက်တာပြောတယ်အခုကျွန်တော်နဲ့တည့်လူမရှိဘူးလားမပါဘူးလေမိနစ်တည့်လူကမပါဘူးလေကျွန်တော်တငငချင်း၃ယောက်ရှိတယ်ငငချင်း၃ယောက်နဲ့လည်းကျွန်တော်နဲ့မတည့်ဘူးမတည့်ဘူးဆိုတော့ကျွန်တော်ကျွန်တော်စိတ်ထုတ်လို့ပါအဓိကကျွန်တော်တို့မကောင်းကြံလို့ပါ အာပြီးတော့ကျန်တဲ့လူတွေနဲ့ဆိုကိုဆိုးတာပေါ့မင်းသမီးနဲ့လည်းမတွေ့ဘူးမင်းသမီးကုန်နေဆိုရင်တော့အဲ့ဒါတွေ့တိုင်းရဖြစ်နေတာပြီးတော့ရဲနေဆိုကျွန်တော်ပတ်ပြေးနေတွေ့တိုင်း तू က shape ဘောက်ကဝင်ပေါ့နောက်ဘောက်ကထွက်အဲ့လိုမျိုး character လေးပေါ့ခင်ဗျာအဲဇာကားထဲမှာတော်တော်ကျန်းတယ်ကျွန်တော်ကအဲ့လိုမျိုး V van character မရိုက်ဘူးပေါ့နော် van character မရိုက်ဘူးတော့ကျွန်တော်နဲ့အကိုကိုရဲတစ္ဆာနဲ့တော်တော်လေးကိုတိုင်ပင်လိုက်ရတယ်ဒီ character အကိုနဲ့အကို trainer တစ္ဆာတစ္ဆာလေးကိုတိုင်ပင်ထားတယ်ပြီးတော့ကျွန်တော်အဓိကကတော့မပီပြင်မှာစိုးတာပေါ့နော်ကျွန်တော်က van character မရိုက်ဘူးတဲ့အတွက် van လို့မဖြစ်မှာလဲစိုးတယ်အဲ့တော့ကျွန်တော်အကိုဆရာနဲ့တစ္ဆာတိုင်ပင်တယ်အကိုကလည်းကျွန်တော်တစ္ဆာလေးတင်ပေးပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ဒီကားထဲမှာတော့ဟိုအစွန်းဆုံးဆုံးကိုစိုးထားပါတယ်ခင်ဗျာပြည့်ရည်ရဲ့ video file တွေကနိုင်ပေါ်ရောက်နေပါဖြစ်ပါ ဟမ်အဲခန်းလေးပွဲစီကိုကျွန်တော်အဲခန်းကိုပွဲစီမယ်လို့ကျွန်တော်မမျှော်လင့်ထားပါဘူးကျွန်တော်ဒီတိုင်းပဲအာတပြင်ကျွန်တော်တို့မျှော်လင့်ထားတာဒီဘက်ကတပြင်အခန်းပေါ့နော်တပြင်ခန်းဆိုရင်ကျွန်တော်တို့အဲ့ကြောဟိုဟာဒီရုပ်ရှင်ကားမှာပြမယ်တမ်မူစင်းနေပေါ့နော်တမ်မူစင်းနေကျွန်တော်မျှော်တာဒီမဒီခန်းလေးဒီလိုပောက်သွားလိမ့်မယ်မမျှော်လင့်ထားဘူးကျွန်တော်အာဒီသူတို့စီက page ကတင်တော့မှကျွန်တော်လမ်းပုတ်ဆက်တယ်မင်းသားလည်းအောက်မှာပွဲစီနေတက်ကြည့်ကြည့်ပါဦးတော့ကျွန်တော် comment တော့ပဲကြည့်တယ်အတော်ပွဲစီနေရပဲလို့အဲ့လိုလေတော့အမှတ်တရလေးတော့ဖြစ်သွားတာပေါ့အဲ့ခန်းရရတဲ့တော့ဆိုကျွန်တော်အင်ဂျီချွန်နဲ့၃နိုင်လောက်ကိုနေလိုက်ရတယ်ပြီးတော့အဓိကက ဟိုကျွန်တော် ID လောက်တာကိုဟိုဘက်က ID ညှိတာကိုအခုကိုရဲတစ္ဆာကသူမကြိုက်မချင်းရိုက်တာဖြစ်တဲ့အတွက်အဲအခန်းလေးကိုတော့တော်တော်လေးကိုအထုတ်ထားပါတယ်။ဟုတ်အဲကားရိုက်တော့ကျွန်တော်ကအရင်တော့ဂျင်းဆော့နေတယ်ခင်ဗျာကျွန်တော်ပြဿနာဘယ်လိုဖြစ်သွားလဲဆိုတော့ကျွန်တော်အဲဒီကားထဲမှာတွေ့မှာပါကျွန်တော်မျက်နှာမှာဝက်ချန်နေအရင်ပေါက်နေတယ်လေအဲ့ဒါဘယ်လိုဖြစ်သွားလဲဆိုတော့ကျွန်တော်ဂျင်းဆော့လဲဆိုတော့ကျွန်တော်တောက်တဲ့ဟိုပရိုတိန်းအမှုန်ပေါ့နော်ပရိုတိန်းအမှုန်နဲ့အဲ့ထဲမှာပါတဲ့နှုတ်မှုန်နဲ့ကျွန်တော်နဲ့မတည့်ရတာမတည့်လဲမတည့်ဘူးကျွန်တော်၃လလောက်ကျွန်တော်တော်တော်လေးအချိန်ရနေပြီကျွန်တော်ဂျင်းဆာနဲ့လည်းတော်တော် train မြူးနေပြီတော်တော်လေးအချိန်ရနေခန္ဓာကိုယ်ဒီဒူးတွေပါလေတက်နေတဲ့အချိန်မှာမျက်နှာဝက်ချန်အဲ့လိုမျိုးဟိုမထိန်နိုင်မသိမ်းနိုင်အောင်ပေါက်တာ ော်နော်ကျွန်တော်တောက်လေးပေါက်လေးဟိုခဏကိုကြီးကလည်းမာဆယ်လက်တက်လာတယ်ဝက်ချန်နေထွက်လာတယ်မာဆယ်လက်တက်လာဝက်ချန်နေထွက်လာဘာလို့လုံးဝမသိလူကလည်းနည်းနည်းစိတ်တက်ကကြာကျင်တယ်မျက်နှာဝက်ချန်ပေါက်လို့မပျော်တော့ဘူးကောနော်အဲ့ဒါနဲ့အဲ့နဲ့ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ဆရာဝန်ကအဲ့နဲ့ကျွန်တော်ဘာလေးတောက်လဲဆိုတော့ကျွန်တော်ဆေးလေးလိုက်ဆက်လက်ဆက်ကောအဲ့ဒီ protein အမှုန်ကိုခဏရက်ကြည့်လိုက်ဆိုတော့ protein အမှုန်လေးရက်လိုက်တာနဲ့မျက်နှာချင်းချင်းနည်းနည်းပြန်ကောင်းလာတယ်ဘာလဲအဲ့ဂျင်ကမဆော့ဖြစ်သေးတယ်အခုတော့ကျွန်တော်မျက်နှာလည်းအခုအားလုံးမြင်တဲ့အချိန်ကောင်းသွားပြီဆိုတော့ကျွန်တော်ဒီနောက်ပိုင်းမှာဂျင်ဆရာနဲ့ကျွန်တော်ပြန်တိုင်ပင်ပြီးဂျင်ပြန်ဆော့ဖို့ရှိပါတယ်ကျွန်တော် body က အာနည်းနည်း train မိသားဆိုတော့ဟိုလောက်ဆိုရင်ရပါပြီ3လ4လောက်တော့ပြ train လို့ရပါပြီ protein မုန်းနဲ့မတည့်တော့အဲ့ထက်မှပါတယ်နုံမှုနဲ့မတည့်တာနုံမှု များကြီးဆိုင်ကျွန်တော်မျက်နှာအဲ့လိုအစီပြန်ပြီးဝက်ချန်နေထွက်လာတာအဲ့ဒါကိုကျွန်တော်တရားမသိလိုက်တာဘူးနော်ဒါပေမဲ့ဟိုကိုကလည်းအဲ့ဒီတော့အရန်ဆော့လို့လေဂျင်ကလည်းရန်ဆော့လို့ကောင်းပရိုတင်းကတောက်လို့ကောင်းတယ်တောက်လိုက်ဆော့လိုက်တောက်လိုက်ဆော့လိုက်မျက်နှာဝက်ချန်လုံးဝမတက်တာမတက်တာနဲ့ရုပ်ရှင်ကားတွေကလည်းအဲ့အဲ့အချိန်ညာနည်းနည်းစိတ်တယ်ဖြစ်ရှင်တော့အဲ့လိုကံလည်းလို့ကောင်းနေတော့အဲ့လိုဝက်ချန်ပေါက်တဲ့အချိန်ညာရုပ်ရှင်ကားတွေကအဲ့လိုဝင်ရတာစိတ်တော့ အဲ့တော့နည်းစိတ်တက်ကြရနေတယ်ဆရာမလို့ပြောကြည့်ဆရာမလို့အဲ့ဒါနဲ့အဲ့ဒါလေးရက်လိုက်ဆိုပြီးတော့အဲ့ဒါရက်လိုက်တော့တော်တော်လေးအဆင်ပြေသွားပါတယ်ကျွန်တော်စမ်းနေတော့ကျွန်တော်ကျတော့အလိုမျိုးဘူးပါတခုခုဆိုအဲ့လိုသမင်းစားရင်ကျွန်တော်စားနေကြဟင်းနေပဲသင်ရင်းစားတာမျိုးမှကျွန်တော်ကြသားအလိုကြိုက်တယ်ဆိုနေတိုင်းကြသားအလိုမျိုးစားပြတာများလားဆိုဟင်းတောင်းတောင်းသိပ်ပြီးတော့မရွေးတတ်ဘူးကြသားကျွန်တော်တော့ကအဲ့လိုအိမ်မှာကြသားရင်းရှိရင်ကျွန်တော်တော်တော်အဆင်ပြေတယ်များဟုတ်နေတိုင်းစားပြတာလားနေတိုင်းစားပြတယ်ဟုတ်တယ်ကျွန်တော်အဲ့လိုကျွန်တော်အဲ့လိုတစ်ခါကြိုက်ရင်တစ်ခါတစ်လလို့တစ်ခါစားပြတယ် ညည်းဘူးလားအဲ့မညည်းဘူးအဲ့ရလူတွေလည်းပြောနေမစိတ်ညစ်ဘူးလားငါတို့ကနေကြည့်ရစိတ်ညစ်တယ်ဒါပေမဲ့ကျွန်တော်အဲ့လိုပဲကျွန်တော်ကြိုက်ပြီအဲ့လိုကျွန်တော်အဲ့လိုတခုတခုကျွန်တော်နဲ့ green တွေ့ wire ဆိုကျွန်တော်အဲ့ဒါကိုအမြင်နဲ့စားပြတယ်ကျွန်တော်အတစ်တခုထပ်မစားတာအဲ့နောက်တနေအဲ့အဲ့ကျလားအလူစားတာပြင်း wire ဆိုဝက်တိုင်းစားကြည့်တယ်လို့အဲ့ဝက်တိုင်းကိုကိုယ်ကကြိုက် wire ဆိုလည်းအဲ့ဝက်တိုင်းကိုနောက်တစ်ပတ်နှစ်ပတ်လောက်အဲ့လိုထပ်စားပြန်အဲ့လို เออๆๆကျွန်တော်တော့အန်အောင်းနေတယ်ဒီကျွန်တော်လည်းတမင်းမစားဘူးတခါမပြောဘူးတခါမပြောဘူးတမင်းမစားဘူးကျွန်တော်တမင်းမြန်နေစားတယ်ကျွန်တော်ဘက်ကောက်သွားတော့ကကျွန်တော်9ရက်လောက်ပဲအဲ့သူတို့လူငယ်စားစားရစားတာပြီးတော့ကျွန်တော်အရန်တမင်းရန်စားနေတာရန်စားနေတော့မှကျွန်တော်ခိုင်ခိုင်ကြုံကြုံဝင်စားလိုက်သေးတယ်အဲ့အဲ့မှာပဲနေတိုင်းမှာစားပြည့်တယ်လို့တော့ဖြစ်နေတာ ဟိုရောက်တော့မှဒီကွန်နဲ့မြန်မာထမင်းဟင်းနဲ့တော်တော်ကြိုက်မှန်းကိုတိလိုက်တာပြီးတော့အော်ထိုင်းနိုင်ငံအဲ့လိုဖက်ကပေါင်းတို့ဘာလို့အရန်ပေါ်တယ်ဒါပေမဲ့သူတို့ဆန်ကလည်းနည်းနည်းစီးရပြဒီလိုမျိုးမြန်မာဆန်လို့မြန်မာဆန်လေးဖွယ်ဖွယ်လေးနဲ့ပို့ပြီးစားလို့ကျွန်တော်အဲ့မှာဆိုအရန်လွှမ်းအောင်အဲ့တော့မှငါမြန်မာဟင်းတော်တော်ကြိုက်တာပဲဆိုအဲ့တော့မကော့ကိုတရားသိရအဲ့တော့ချက်သားလူလို့ပြီးတော့အာဘက်ကလာဟင်းတို့အများကြီးရယ်ဆုံးမဲ့တော့ကျွန်တော်မြန်မာဟင်းအသာကုန်သွားစားတာဟိုရောက်တော့မှပူစားပြစ်လို့ဖြစ်နေတော့ အဲ့လိုမျိုးဖြစ်မဲ့ထင်တယ်ကျွန်တော်အဲ့ video file ပြင်တော့ကျွန်တော်အန်ဟောနားတစ်ခါမှထမင်းမဆောင်ဘူးမပြောမိပါဘူးကိုဘယ်ကဘလို့ကိုပါအစ်စ်ပါလာလဲကိုကဘလို့စဉ်းစားလို့မရဟုတ်ဟုတ်အဲစဉ်းပြေတယ်လို့ဘယ်ဘို့သူတို့စဉ်းပြေတယ်လို့စားကြပါကျွန်တော်တော့စားတော့မဲ့ပတ်သက်ဘာမှမဖြေတော့ဘူးကြောက်ပါဘူးပြည်တဲ့ပဲတည်တယ်မမတ်ရထင်လို့သူတို့လည်းစားရတာပေါ့သူတို့လည်းခရိတ်မမေ့သေးလို့ဒါဒီလိုခုလိုလိုက်စားနေတော့ကျွန်တော်ဘာမှမဖြစ်ပါဘူးပြည်တဲ့စားတာကျွန်တော်ကိုပြည်တဲ့ကကိုပြောတာပဲဟိုကျင်နေပါတယ်ခင်ဗျဟုတ်သူမေးပါတနေ့၃ခါစားတာပေါ့မနေ့တခါနေ့တခါညတခါပေါ့ အဲဝိတ်ချရတယ်အဲတခါတလေကြာရင်တော့အဲ့လိုမျိုးပေါ့ကျွန်တော်ကတော့တခါလေကြာရင်တော့မင်းဆာတို့တော့အဲ့လိုမျိုးပတ်မိုးတွေပဲစားပြစ်တာတော့များပါတယ်နေ့လေစားနေဟိုညစားတော့မင်းစားပြစ်တာများပါတယ်ဒီမင်းကိုစားတော့ကျွန်တော်တို့ဟောကာဗွန်ဟိုက်ဒရိတ်ကိုရှော့စားတယ်သူတို့ပြောနေတယ်သူတို့နားလဲပါတယ်ကာဗွန်ဟိုက်ဒရိတ်ကိုအဓိကရှော့စားကြတယ်ကာဗွန်ဟိုက်ဒရိတ်ကခလန်ကူမှာများလာရင်တော့ကစီတက်များလာရင်တော့လိုအပ်ဝါတယ်အဲ့တော့အဓိကတော့ကာဗွန်ဟိုက်ဒရိတ်ကိုရှော့စားကျွန်တော်ကငိုရဲကဓမင်းစားလဲဓမင်းကနည်းနည်းဟင်းရမြများစားတာဆိုတော့အဲတိတ်တော့ပြဿနာမရှိဘူးကျွန်တော်လည်းအဲ့ဂျင်စီယာလေးနဲ့နည်းနည်းပါတိုက်ပြထားပါတယ်အဲ့လိုအဲ့လိုနည်းနည်းပဲတယ်ကျွန်တော်အသားများများစားပြစ်တယ်ဓမင်းကတော့ရှော့စားတယ် တမင်းတို့တပကံပဲမဟုတ်လို့ကျွန်တော်ပို့မယူကျွန်တော် byte block ဆက်စားအဲ byte ဆက်အသားပဲထက်စားလိုက်ရတယ်တမင်းတို့ပို့မယူတမင်းတို့တပကံပဲပုံမှန်ပုံမှန် rate လေးကိုကိုပုံမှန် rate လေးကိုဂျင်ဆီယာလည်းချိန်ပေးတာတမင်းဆို block တစ်လုံးပေါ့နော်ကျွန်တော်တမင်းတစ်လုံးအတလုံးထဲတော့ပို့မစားနဲ့ဟင်းကတော့စားကျင်တယ်လို့စားကျွန်တော်ပြီးတော့ဟင်းကိုစားလို့အနေဟိုဟင်းဟိုဟင်းအနစ်နဲ့ပေါ့နော်အရန်နဲ့မစားနဲ့ဟင်းနဲ့ကလည်းနည်းနည်းဝါတက်တယ်ဆိုဟင်းနဲ့လေးနည်းနည်းလျှော့တယ်အဓိကတော့ကျွန်တော်အသားစားတာဖြစ်တဲ့အတွက်အသားကိုမစားဘူး ခုရင်းဆိုတဲ့ဇိုင်လန်တွဲလေးကကျွန်တော်တို့ hip play နဲ့ fortune မှာ apex စနစ်တွင်ငွေတွေပြနေပါတယ်။အာကျွန်တော်လည်းအကောင်းဆုံးပြောင်းကြိုးစားထားပါတယ်။ပြည်သက်ကြီးလည်းအခုလိုမျိုးအာကျွန်တော်လေးထော်တော်ကြိုက်ကြိုက်တယ်လို့ပြောကြပါတယ်။အဲ့တော့လည်းအများကြီးဝမ်းသာပါတယ်။ကျွန်တော်လည်းဆက်လက်ပြီးကြိုးစားနေပါတယ်။ဆိုတော့ရင်းဆိုတဲ့ဇိုင်လန်လေးကိုဆက်လက်ဆောင်ကြည့်ပြပါဦးပြောချင်ပါတယ်။ပြည်သက်ကြီးအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။